Isomers ဆိုတာကတကယ်ကို underrated ဖြစ်တဲ့ 2D Metroidvania Souls like game ပါ။စပိန်နိုင်ငံက Andalusian Catholic ဘာသာရေးအထူးသဖြင့် Holy Week processions နဲ့နောက်ပြီး Spanish Inquisition ပေါ့နော်။ အဲ့လိုအငွေသက်တွေကိုယူပြီးတော့ရိုးရိုးဒလိတ်ထုံးစံတွေကိုယူပြီးတော့ game ရဲ့ story ကိုတည်ဆောက်ထားတာဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းမှာ Hollow Knight 6000လိုမျိုးထွက်လာတော့လည်းဒီလိုမျိုး 2D game တွေကိုလူတွေအာရုံနဲ့ပြန်ရောက်လာပြီဆိုတော့ဗျာဟိုဆန်းကြည့်ကျင်တဲ့လူတွေမဟုတ်ဘူးဆိုရင်တော့မှကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုံအနေနဲ့ Plusmas 1နဲ့2ရဲ့ timeline ကိုကျွန်တော်လုပ်ပေးထားပါတယ်ဒီ video လေးကိုသဘောကျခဲ့လို့ရှင် page သို့မဟုတ် channel ကို subscribe လုပ်ပြီးတော့ reaction တွေပါလေး comment လေးပါလေးပေးတော့ကြပါဗျာ okay please enjoy the video ဒီဇလန်တဲတဲ့နေရာကတော့ကတ်စတိုဒီယာလို့ခေါ်တဲ့နေရာတစ်ခုအမှနေထိုင်ကြတဲ့လူတွေအများစုက The Miracle လို့ခေါ်တဲ့နာမည်တက်ထားတဲ့ God အကောင်လို့ကိုးကွယ်ကြတယ်ပေါ့နော်အဲ့ဒီ God ကလည်းလူတွေနဲ့ထိတွေ့မှုရှိတယ်သူ့ရဲ့ကောင်းကြီးပေးမှုတွေနဲ့အပြစ်ဒဏ်ပေးမှုတွေကတကယ်အပြစ်မှာထင်ရှားမြင်ရပြီးတော့အဲ့ဒီ God ကိုကိုးကွယ်တဲ့ဘာသာရေးအဖွဲ့အစည်းရဲ့ထိန်းဆုံးမှာကတော့ဗျာ Escriba လို့ခေါ်တဲ့လူပေါ့နော်ပြောမှဆိုလို့ကျွန်တော်တကယ်ကမ္ဘာမှာလူတွေပေါ့ရဟန်းမင်းပုံပေါ့နော်ဟဲ့ အဲ့ဒီ escrowber ဆိုတဲ့ဘယ်ဟာဗျာသူတို့ရဲ့ goal က the america က custodia ကိုစွန့်ပစ်လိုက်ပြီးလို့ခံစားရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပလင်ကိုပြောင်းပြန်ပြန်ထားပြီးတော့ထိုင်နေအပြုံမှုတစ်ခုတူလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာ the america ကြီးက you do what the fuck ဆိုပြီးတော့သူ့ရဲ့ပေါ်ရန်မင်းကြီး escrowber ကိုအေယာမတစ်ပင်ကြီးဖြစ်အတွင်ပြောင်းလိုက်ပြီးတော့အဲ့ဒီတစ်ပင်ကိုမီးလောင်ကျွမ်းစေခဲ့တယ် the turn throne လို့ခေါ်တယ်ပေါ့နော်ဒီ escrowber ရဲ့ပလင်ကြတော့ပေါ့နော် ဒီတိုင်းမဲ့အကောင်းမတိကြံခဲ့ပြီးတော့အဲတစ်ပင်ကြီးရဲ့ပြရတဲ့အပေါ်မှာပဲဒီတိုင်းမဲ့အထားခဲ့တယ်ပေါ့နော်အစကရိပါရဲ့ပလင်ကို ရောက်ဖို့တတ်တဲ့လူတွေအားလုံးကကြတော့ပြပုံကြီးတဲ့ကိုပဲနင်းမြုပ်သွားပြီးတော့ကတ်စတူဒီယားကိုဒုက္ခပေးတဲ့ဒီမွန်စတာအကောင့်တွေအဖြစ်သူတို့ကပြန်ထွက်လာကြတယ်ပေါ့နော်အစကရိပါကိုတော့အမေရိကကပြန်အသက်သွင်းပြီးတော့ပြအစကရိပါရဲ့တာဝန်ကတော့ကြတော့ပါလိမ့်မယ်သူ့ရဲ့ပလင်နဲ့သူ့ရဲ့ crown ပေါ့နော်သူ့ရဲ့ဘယ်လိုမှဆိုရင်ဘိုဟမ်မင်းရဲ့ယာတူပေါ့နော်တိုက်တန်တဲ့လူတွေ ိုတယောက်မပေါ်လာခင်ကာကွယ်ရတယ်ဆိုတဲ့တာဝန်သူရခဲ့တယ်ပေါ့နော်အဲ့ဒီ Titan နဲ့သူတယောက်ကကြာတော့ကျွန်တော်တို့ဆော့ရတဲ့ character ပါ The Brotherhood of Silent Sorrow တဲ့ကဘလို့မှဘသူမှမထင်တာတဲ့နောက်ပြီးတော့ဘသူမှထင်ရင်ချာချာအဲဘာမှပေါ်လွင်မှုမရှိတဲ့လူတယောက်ပါပဲပေါ့နော်သူ့ကို The Miracle ရဲ့တန်တမန်တယောက်ကမင်းကရွေးချယ်ခံရတယ်မင်းရဲ့တာဝန်ကဖလင်ပေါ်တက်ပြီးတော့ဂျမ်းမင်းရဲ့နေရာကိုဆက်ခံရမယ်လို့ပြောတာ ਨੇ ပဲမင်းကခေါပါလို့ခေါ်တဲ့ဓာတ်တစ်ခုပေါ့ ်ဆွဲထုတ်ပြီးတော့ပေါ့နော်သူ့ရဲ့ဒီကြမ်းတမ်းတဲ့ခီးရီတွေကိုစားခဲ့တယ်ပေါ့နော်ဒါပေမဲ့သူ့ကိုအမေရိကန်ကရွေးချယ်လိုက်တာမို့လို့ဘလို့ပဲအခက်ခဲတွေတွေ့ပါစေသူသေးလဲပြန်ပြီးတော့နိုးထလာတယ်ကျွန်တော်တို့ဂိမ်းဆော်ရင်လည်းပေါ့နော်ဟို scale level ပေါ်မှာတည်ပြီးတော့ပေါ့နော်သူသေးတာကတော့ခလာခလာသေးတာပဲပေါ့ဗျာဒါပေမဲ့ဘယ်သူစီမှာအထူးသဖြင့်သေးလဲဆိုလို့ရှိရင် Crescenter of the Rap Agony လို့ခေါ်တယ်ကျွန်တော်တို့အဲဇက်လိုက်လို့မျိုး Penitent တယောက်ပေါ့နော်ပြောပြမလဲဆိုလို့ရှိရင် Penitent ဆိုတာကဟိုအပြစ်ဒဏ် ဘေးဆက်ရတဲ့သဘောမျိုးပေါ့နော်အဲ့ဒီအဲ့ဒီအဲ့ဒီ key စဉ်ကိုသွားတဲ့လူတွေ the penitent လို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လိုမျိုးပဲကျွန်တော်တို့ဇက်လိုက်လိုမျိုးပဲ penitent တယောက်တယောက်ကိုခဏခဏကျွန်တော်တို့သိတယ်ပေါ့နော်သူကတော်တော်လေးခက်တဲ့ boss ကောင်းတယ်အဘာလို့သူ့တေချာမန်းရှိရလဲဆိုတော့သူကဒီ blasphemous ဆိုတဲ့ဒီ story မှာစက်တိုက်အရေးပါလာပေါ့နော်ဆိုတော့အဲ့လိုနေပဲကျွန်တော်တို့ကျွန်တော်ရဲ့ key စဉ်ကိုသွားရင်လည်း the miracle ရဲ့အထူးအဆောင်၃ရပါပေါ့နော် three garden visages of the miracle လို့ခေါ်တယ်ပေါ့နော် အဲ့ဒီမြင့်မြတ်တဲ့အာထိုင်ရသုံးချက်ကိုဟိုလီဝုဒ်အသုံးကိုချီးမြှင့်အဲလိုက်တယ်ပေါ့နော်အဲ့ဒီချီးမြှင့်လိုက်တော့ဗျာကျွန်တော်တို့ကဒီပြောမှဆိုလို့ရှိရင်ဗျာအမေရိအားလုံးရဲ့အမေဆိုတဲ့ဒီ mother mother ဆိုတဲ့ church ပေါ့နော်အဲအဲ့ဒီ custodia ရဲ့ဘာသာရေး American နဲ့ကိုးကွယ်တဲ့ဘာသာရေးအရေးကြီးဆုံးအဲ့ဒီ church ကိုဝင်ခွင့်ရခဲ့တယ်ဝင်ကမှာတော့ကျွန်တော်တို့က extras လို့ခေါ်တယ်တယောက်နဲ့ချရတယ်မသူကဘာလို့အရေးကြီးရလဲဆိုတော့ဗျ extras ရဲ့အမွှာညီမတယောက်ရှိတယ် perpetual လို့ခေါ်တယ် သူကဒေသွားပြီဆိုပေမဲ့အမွာညောက်ရဲ့ကြားထဲကချိတ်ဆက်မှုကြောင့်မလို့တမလုံးလောကနေပြီးတော့လူလောကနှစ်ခုအချိတ်ဆက်မိတယ်ပေါ့နော်အဲအဲ့ဒါလည်း story ကအရေးပါလို့ကျွန်တော် mention လုပ်ရတာပေါ့နော် anyway ကျွန်တော်တို့ဒီ chat ကြောင်ကြီးရဲ့ပုံကိုဆက်ပြီးတော့တက်တယ်ပေါ့နော်ကြားထဲမှာ ခရစ်စင်တာနဲ့ထတ်ချပြီးတော့နိုင်သွားတယ်ဆိုလို့ရှိရင်သူမကဟိုထွက်ပြေးသွားတယ်ပေါ့နော်အဲ့လိုနဲ့ပဲနောက်ဆုံး boss escriber နဲ့ကျွန်တော်တို့တွေ့တွေ့ပြီးသူ့ရဲ့ first form ကောသူ့ရဲ့ဒီနောက်ဆုံး final form နဲ့ဒီ miracle ရဲ့နောက်ဆုံးသားတော့ the last son of the holy miracle ဆိုတဲ့ form နဲ့ချသွားပြီးတော့နိုင်သွားတော့သူကဟိုအဲ့နေရာကနေပျောက်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဇက်ကောင်ရဲ့တာဝန်ရပေါ့နော်ပလင်ပေါ်မှာထိုင်ဖို့ပြာပုံကြီးပေါ်တိုင်ရင်တိုင်ရင်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းကျွန်တော်တို့လေးပင်ပြီးတော့ ပြောင်းဝင်းဝါမျိုးတော့ခံရမယ်ပေါ့နော်ဒီပလင်းပေါ်တက်ထိုင်ပြီးတော့ဂိမ်းကတကယ်ဘလို့ပြီးရလဲဆိုတော့သိကြလို့ရှိရင်တော့ optional quest တွေပါကြတယ်အကုန်လိုက်လုပ်ရမယ်အဲ့တော့ live လုပ်ခဲ့တယ်ဆိုလို့ရှိရင်သူက custodia တစ်ခုလုံးရဲ့ guild ပေါ့နော်ဒီအပြစ်ကိုပေါ့ပြောမယ်ဆိုလို့ရှိရင်ဒီအဲ့ပြောအပြင်လောကမှာရှင်မယ်ဆိုလို့ရှင် Jesus တပေါ်မျိုးပေါ့နော် Jesus absorb all our sins ပေါ်မျိုးပေါ့နော်အဲ့လိုမျိုးအပြစ်ဒဏ်နဲ့ပါညာတဲ့ guilt တွေအကုန်လုံးကိုကျွန်တော်အဲ့ဒီ app ဟာတွေကိုကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇလိုက်ခန္ဓာကိုယ်ရဲ့စုပ်ယူနိုင်ခဲ့ပြီးတော့ကျွန်တော်တို့ ရင်ထဲမှာလေးပင်နေပေမဲ့လည်းပြပုံပေါ်တက်သွားတဲ့အချိန်မှာကျွန်တော်ပေါ်ပါနေပြီးတော့ပလင်ပေါ်ကိုကျွန်တော်ရောက်နိုင်ခဲ့တယ်။ပလင်ပေါ်မှာထပ်ထိုင်ပြီးတော့ကတ်စတူဒီယားရဲ့အဖြစ်တွေအကုန်လုံးအတွက်ကိုစားစတေးလိုက်တဲ့ပုံစံသဘောမျိုးနဲ့ပေါ့နော်။ကျွန်တော်ကကျွန်တော်မီယာကော်ပါဓာတ်နဲ့ထိုးလိုက်တယ်။သူရှိက Escriba လိုမျိုးအပြင်လိုအကြီးဖြစ်ပြီးတော့အားလုံးကသူ့ကို The Miracle ရဲ့နောက်ဆုံးသားတော်အဖြစ်ဆက်ပြီးကိုးကွယ်ကြတယ်ပေါ့နော်။အဲ့လိုပဲဂိမ်းကပြီးသွားတယ်ဂိမ်းကပြီးသွားပြီးတော့ဒီ The Miracle ဆိုတဲ့ဖျားကလည်း ဟိုကတ်စတူဒီယာပေါ်လူတွေပေါ်ကောင်းကြီးပေးပြီးတော့ပြည်တန်ခတ်တာပါညာတယ်အဲ့ဒါတွေလုံးဝငြင်းငြမ်းသွားပြီးโอเคစင်ပြေသွားပြီးလို့ခန့်စင်ထင်လိုက်တယ်ဆိုလို့ရှိရင်တော့မှားတော့မယ်ပေါ့နော်ဘာလို့လဲဆိုတော့နောက်ဆုံးမှာကျွန်တော်တို့ခတ်စင်မှာခရစ်စနာကိုကျွန်တော်တို့ခန္ဓာကိုယ်ထဲမေယကိုပါကိုဓာတ်ကိုဆွဲထိုးလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်သူတို့ပြချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဖျက်ချော်ခဲ့ရတယ်လို့မျိုးအဲ့လိုပုံစံနောက်တစ်ခေါက်ထပ်ဖြစ်မှာနောက် cycle တစ်ခုထပ်ဖြစ်မှာနော်မေယကိုပါကို နောက်တစ်ယောက်ကဆွဲထုတ်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့အအပင်စီတက်လာပြီးဒီ throne ဘောတက်လာပြီးပေါ့နော်ထပ်ပြီးတော့ဒီနောက်တစ်ဘယ်လိုပြောမလဲပိုယန်မီနောက်နောက်တစ်ယောက်ပေါ့နော်အဲ့လိုမျိုးဆက်ခံမဲ့အဲအဲ့လိုမျိုးဟာဇလန်ရထပ်ဖြစ်လာအောင်မယ်လို့ကျွန်တော်တို့ယူဆရတယ်ပေါ့နော်မလို့လဲဆိုလို့ချင်းပြန်ကျွန်တော်တို့ Wounds of Event Type ဆိုတဲ့ DLC ကနေစမယ်ပေါ့နော်အဲ့ဒီ DLC မှာသိရတာကကြတော့ The Miracle လုတ်ခဲ့တဲ့ Holy Visage ဆိုတဲ့ကျွန်တော်ပြောခုနပြောခဲ့တဲ့အဆောက်၃កောင်ဆိုတာကသိရသလောက်ဆိုလို့ချင်းပြန် ဒီ the miracle ရဲ့စွမ်းအားပေါ့နော်ပထမအဦးဆုံး miracle ကိုအဲမျက်မြင်တွေ့ရှိတယ် miracle ဆိုတာကပြောမယ်ဆိုလို့ရှင် powerful တခုမဖြစ်နိုင်တာတခုဖန်စည်းလိုက်တယ်ဖန်တီးလိုက်တယ်ဆိုတာပေါ့နော်အဲ miracle တခုကိုတွေ့ခဲ့တဲ့လူတွေဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်ကိုဘာသာရေးအကျုံကိုင်းဆုံးလူတွေကိုပဲသူကအရန်ဟို the miracle ကိုလုံးဝ100%ကိုးကွယ်တဲ့လူတွေကိုပဲ holy versage နေနဲ့အသွင်ပြောင်းတာပေါ့နော် the miracle ကဒါပေမဲ့အမှန်ဆိုလို့ရှင်၃ယောက်မဟုတ်၃ယောက်မဟုတ်၄ယောက်ရှိခဲ့တယ် village လေးကောင်ပေါ့နော်နောက်ဆုံးတစ်ကောင်ကပဲပထမဦးဆုံး miracle ပေါ့နော်ကျွန်တော်ခုနကပြောခဲ့လူတယောက်ကိုတက်ပြန်ပြီးပြောင်းသွားတာပေါ့နော်အဲ့ဒီအဲ့ဒီဟာကိုဖြစ်တဲ့အချိန်မှာလူလောကကိုကြော်ပြီးတော့သူက dream dimension dimension တစ်ခုတဲကိုသူကဖြတ်ခနဲ့သူကမြင်လိုက်ရတယ်မြင်လိုက်ရတဲ့ miracle လို့ခေါ်တဲ့ god ကမှန်ဆိုလို့ရှိရင်ခေါင်းသုံးလုံးနဲ့မျက်လုံးတွေရွှေရောင်မျက်ရည်တွေကြားနေပြီးတော့အရန်အင်အားရှိတဲ့ energy တစ်ကောင်ပဲဒါပေမဲ့သူက God ဆိုရဲသူတို့သူဟာဖြစ်တဲ့ being မဟုတ်သူတို့ရှင်ကိုကိုကိုရဲ being မဟုတ်ဘူးသူဟာဟုတ်တယ်ကျွန်တော်ပြောမယ်ဆိုလို့ချင်းမြန်ဒီသုံးသုံးခေါင်းသုံးလုံးဆိုတာကတော့အပြင်မှာဟောတော့ကျွန်တော်တို့ဒီ Christian ဘာသာရေးမှာဆိုလို့ချင်း Divine Trinity ပေါ့နော် The Holy ဘာလဲ The Father the Son and the Holy Spirit ပေါ့နော်အဲ့ဒီသုံးခုကိုကိုဟာဘယ်လိုပြောမလဲကိုကိုစားပြူတာပေါ့ဒါပေမဲ့ဒီ game မှာသူတို့ပြောကြတာဘာလဲဆိုတော့သူကတကယ် God မဟုတ်ဘူးတကယ်ရှိနေဒီဒီကဘာကြီးကိုတကယ်ဟောပြရဲ Creation ကိုလောက်ခဲ့တဲ့ God မဟုတ်ဟုတ်တယ်သူကတော့ ပါဝါဖူးဖြစ်တဲ့ entity တကောင်ပေါ့နော်ဒါပေမဲ့ god မဟုတ်ဘူးเนาะဆိုတော့သူ့ကိုတသက်ခေါ်မှာဆို the high way ဆိုတော့သူ့ခေါ်တယ်ပေါ့နော်โอเคအဲ့လိုနဲ့ပဲ America ရဲ့ဘာသာရေးတဖြည်းဖြည်းထွန်းကားလာပြီဗျာ custodia မှာရှိတဲ့လူတွေကို America ရဲ့ထွန်းကန်နိုင်မှာကောင်းကြီးပေးတာတွေကောဖြစ်တန်ခတ်တာတွေဟောတောက်လျှောက်တောက်လျှောက်တောက်လျှောက်ကျွန်တော်တို့ရောအဲ့ဒီ visit တွေတွေ့ခဲ့ရတယ်ပေါ့နော်အတမလူတွေကကြတော့ဗျာ America ကနေပြီးတော့ ကောင်းကြီးပေးတယ်ဆိုတာကဗျာဟိုကောင်းတာတွေဖြစ်လာတယ်မိုက်တော့မိုက်လာဒါပေမဲ့အပြစ်တန်ပါတွဲပြီးပေးခံရတယ်ဘာလို့လဲအပြစ်တန်ပေးခံရတယ်ဆိုတာကလည်းဟိုဘာကြောင့်လဲဆိုတာကိုလူတွေကလည်းကောင်းကောင်းနားမလဲဗျာငါတို့လုံးဝနားမလည်နိုင်တဲ့ရေရဲချက်တွေရှိလို့ငါတို့အခုလောလောဆယ်နေနဲ့ခံစားနေရတာပါဆိုပြီးတော့ဗောနော်ဟိုဒါမှမဟုတ်လေတို့တို့တခုပြင်မာခဲ့လို့ဒီ God ကနေပြီးစိတ်ဆိုးတာပါညာဆိုပြီးတော့ဗောနော်တို့တို့ကနေမဲ့ anyway အလိုမျိုးကျွန်တော်တို့ပြင်လောကမှာဟိုမြင်ရတဲ့အတိုင်းပဲဗောနော်ထပ်ပို့ပြီးတော့ဇုတ်ကိုွယ်ကြတယ်ဗောနော်ဆိုအဲ့ဒါရရလက်ကကြတော့ဗာလဲဆိုတော့ဗျာဒီ လေယာမြောက် visage ကပဲပေါ့နော်ဒီတိမ်မျိုးတွေကိုးကွယ်တာကဒီ dream dimension မှာ below the highways ကဘလိုအင်အားတစ်ဖြည်းဖြည်းရနေတာပေါ့နော်ဟိုအဲ့ဒါကိုတစ်ဖြည်းဖြည်းပို့ပြီးပို့ပြီးတော့ဟိုကြိုက်လာပြီးတော့တကယ် god အဖြစ် ascend လုပ်ခြင်းတယ်ပေါ့နော်ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲသူဒီ entity ကြီးတစ်ခုတကယ်ဒီ creation ကိုအကုန်လုပ်ခဲ့တဲ့ဘာသာပါလဲအဲ့ god တမဟုတ်ဘူးအဲ့ဒီအဟောက်ကိုမြင်နေပေါ့နော်ဒီ the highway ဆိုတဲ့အဲ့ဒီ entity ကြီးက custodial လူတွေကိုဘာသာရေးတစ်ခုလိုမျိုးလုပ်ပြီးတော့လုံစားနေတယ်ဆိုတာ တည်လဲတည်ရတဖို့လေးကောင်းမြောင်လေးရမြောက်ဖြစ်တဲ့ message ကတဖြည်းဖြည်းကြိုးစားရတယ်ပေါ့နော်ပြောပြောပြဖို့ကြိုးစားမင်းတို့အလုံးအလင်ခံနေရတာပေါ့နော်စိတ်ဒုက္ခတွေခံပြီးသွားပြီဆိုလို့ရှိရင် divine salvation ဘုရားသခင်ကကယ်တင်ပေးမယ်ဆိုတာမင်းတို့စီသားမှာမဟုတ်ဘူးနောက်ကျတော့မင်းတို့ကိုအဲ့လိုထိန်းသွားမှာပါညာပေါ့ဗျာအဲ့ဒါနဲ့လေးရမြောက်ကောင်ကဒီကြံဖန်ရတယ်ပေါ့နော်သူ့ဘယ်သူမှနားမထောင်ကြဘူးပေါ့ဆိုတော့တခြားသုံးကောင်လိုမျိုးပဲသူ့စိတ်မှာ holy wound တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကိုဖန်တဲ့နောက်တစ်ယောက်ကိုကောင်းကြီးပေးလို့ရတယ်သူက ဟိုသူလိုချင်တဲ့အတွက်အကညီဆုံးဖြစ်တယ်လို့သူရွေးလိုက်တာပါလဲဆိုတော့ကျွန်တော်ကပြောခဲ့တယ် Crescenter of a Rap Again ပဲပေါ့နော် Crescenter ကအဲ့ဒီ Holy Mo ရလဲရတော့ပေါ့အမှန်တရားကိုတွေ့သွားတယ်ဒါပေမဲ့ The Higher Ways ကလည်းရိမ့်မိသွားတယ်ဗျရိမ့်မိသွားတော့ Crescenter ကို Brainwash လုပ်နိုင်ခဲ့တယ်အဲ့ဒီ Fourth Visage ကိုပေါ့နော်သူရဲ့ True Form ကိုတွေ့လိုက်တဲ့အတွက်မှာအပြည့်တန်သဘောမျိုးအနေနဲ့မျိုးလုံးတွေကိုဆွဲဖြုတ်ခံရပြီးတော့ The Miracle ရဲ့ပထမအုပ်ဆုံးပါဝါပြတဲ့နေရာ အဲ့ဒီကျွန်တော်ပြောခဲ့တဲ့အတိုင်းသစ်ပင်ပြောင်းသွားတယ်ပေါ့နော်အဲ့ဒီအဲ့ဒီရဲ့မြေအောက်မှာပဲသူဖမ်းချုပ်ထားခဲ့လဲဖမ်းထားပြီးတော့ဒီချုပ်ခံထားတဲ့နေရာကိုလည်းရောက်ဖို့ခက်ခဲအောင်အစင်းစင်အဲပိတ်ပင်ထားတာတွေရှိတယ်ပေါ့နော်ဆို The highways ကတော့မတက်ဘူးဒါပေမဲ့လုံးဝပိတ်ထားတယ်လုံးဝခက်ခဲအောင်လုပ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ four ways မှာအဆုံးတစ်ခုရှိတယ်သူကဘာလဲဆိုတော့မတေချာပေမဲ့တနေ့မှာတော့ highways ကဒီလိုမျိုးပုံစံအခု escriber ကလုံးဝထိန်းဆုံးမှာဒါပေမဲ့ တစ်ချိန်ချိန်မှာကြာလို့ရှိရင် ascriber ကိုသူက replace လုပ်မယ်ပေါ့နော်တကူအဲ့လိုမျိုး lance ဒီဒီဒီဘာသာရေးစီ story ကြီးကိုထပ်ပြီးတော့ repeat ဖြစ်အောင်ထပ်ပြီးတော့ထပ်ဆင်ထပ်ဆင်ထပ်ဆင်ဖြစ်လာအောင်လို့ပို့တယောက်အဲ့မှာကြွေးချက်ပို့တယောက်ပေါ်လာမှာပဲဆိုပြီးလဲမြှောက်ကွက်တကွက်ကိုသူကအဖမ်းမခံရခဲ့မှာအဲလုံနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ပဲ custodian ကတဖြည်းဖြည်းနဲ့ the highways ကပို့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 ညှစ်ပြီးတော့အချိန်အတိုင်းတာတစ်ခုအကြာမှာပေါ့နော် ကျွန်တော်တို့ပြောခဲ့ဘူးတဲ့အမွှာနှစ်ယောက်တည်းကပေါ့နော် perpetual ကနေဆုံးသွားတယ်ပေါ့နော် astra နဲ့ perpetual တွေမှာ perpetual အဲ့ဒီညီမလေးရဲ့ဆုံးသွားတယ်ဒါပေမဲ့ပြောခဲ့တယ်လို့ပဲသူ့ကိုဟိုလှမ်းပြီးရောဗျတမလွန်ဘွားကနေချိတ်ဆက်လို့ရလှမ်းစကားပြောလို့ရတယ်ဆို perpetual ကတေသွားတော့ဗျသူကဟိုတမလွန်ဘွားကိုရောက်ပြီး the highways ကဘာလုံးနေလဲဆိုတော့သူကတွေ့သွားပြီးတော့ပေါ့နော်ဟိုသူ့ကိုပြန်ပြောပြဖို့ကြိုးစားတယ်ပေါ့နော်ဒါပေမဲ့ဟိုဘဝတရားမတူတော့ဗျလိုင်းလိုင်းမကောင်းလိုင်းမကောင်းလိုင်းပိုင်းမှာ I don't know but ဂျာထဲမှာဘာဖြစ်နေလဲဆိုတာပေါ့ ရိမ့်မိသွားတဲ့ highway ကြောင့်လည်းပိုင်ပါမှာပေါ့နော်ဆိုတော့ anyway perpetual ကဒီသူ့အကိုကိုပြောပြောလို့မရဘူးပေါ့နော်အဲ့လိုမျိုးပြောလို့မရပဲဖြစ်ပြီးတော့ပိတ်မိနေတယ်အဲ့လိုအကြာကြီးပဲပေါ့နော်အဲ့ကနေအချင်းတော်ကြာပြီးမှ The Miracles of Highway ဆိုတဲ့ကောင်းကြီးကဲ Escobar ကြီးက own နေပြီးလူတွေကလည်းအလောက်ကြီးဟိုမှာဖြစ်တော့သူကလည်းနည်းနည်းလေးဟိုနည်းနည်းလေးဘယ်လိုပြောမလဲအချိုးမပြေဟုတ်ပေါ့နော်လူတို့တွေက Holy Father တစ်တယောက်လိုတယ်ပါညာဆိုပြီးတော့ Miracle ပါဆိုတဲ့ဓာတ်တစ်ချောင်းဖြစ်လာအောင်လို့ Blasphemous 1မတိုင်ခင် event တွေဖြစ်လာအောင်လုပ်ပြီးတော့ Blasphemous 1မှာပေါ့တမရကောရွေးချယ်လိုက်တဲ့ champion အဖြစ်ကျွန်တော်တို့ကကစားရတယ်ပေါ့နော်โอเคဆိုကျွန်တော်တို့ရဲ့ခီးစင်မှာပေါ့နော် Perpetual အစ်စ်နဲ့စကားပြောခွင့်ရတယ်ကျွန်တော်တို့ဒီဝန်ဆော့ event တိုင်းမှာ update မှာဆိုလို့ရှိမှာเนาะโอเคရတော့ကျွန်တော်တို့က perpetual ကိုအဲစကားပြောတော့သူကသူကပြောပြရတယ်ပေါ့เนาะ custodian ကအကြီးစားကြားဖြန့် company ကြီးဖြစ်ဖြစ်နေပြီပေါ့เนาะ ဆိုတော့ပပကျောကျွန်တော်တို့တခုလိုပဲပေါ့တောင်းဆိုရဲပေါ့နော်โอเคသူမရဲ့ scapula ဆိုတဲ့ဟာပေါ့နော် ပြောမှဆိုရင်ဆွဲကြိုးပေါ့နော်ယူသွားပြီးတော့သူ့ကို extras ကိုပြလိုက်ပြီးတော့ပြောပြမေးပါပေါ့နော်အဲ့ဒါဆိုလို့ရှိရင် extras ဟာဟိုဟိုကျွန်တော်တို့ကိုကူညီမယ်ပေါ့နော်အဲ့ဒါအစတုန်းကတော့ကျွန်တော်တို့ဒီဇလိုက်နေနေပေါ့နော်မယုံမိမဲ့အဲ့ဒီ idea ကအဲ့ဒီ blast family ပေါ့နော်ဖះကိုပြစ်မာတယ်ဆိုတော့အဲ့ဒီ idea ခေါင်းနဲ့ကျွန်တော်တို့ရောက်သွားပြီဆိုတော့ကျွန်တော်တို့ anyway lanky သွားရင်ကျွန်တော်တို့ကဟုတ်လားမဟုတ်လား မသေးကြောင်ဒါပေမဲ့စမ်းကြည့်တာပေါ့လေဆိုပြီးတော့ extras ကိုတွေ့တော့ဗျာအမှတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်တို့လုံရင်းနေပေါ့နော်လေးရောင်မြောက် village ကိုနောက်ဆုံးတော့ကျွန်တော်တို့အဲသွားပြီးစကားပြောခွင့်ရတယ်ပေါ့နော်အမှသိရတာဗာလဲဆိုတော့ဗျာဒီကောင်ကတစ်ချိန်ချိန်မှာပေါ့ America ကတခုခုကိုဖန်တီးပြီးတော့ကျွန်တော်ခုနပြောခဲ့တဲ့မြုပ်ကွက်ပေါ့နော်အဲ့ဒီမြုပ်ကွက်ကို the holy village ကနေပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတော့ဗာလဲဆိုတော့ကျွန်တော်တို့ကင်ဒါရတယ်ပေါ့ကျွန်တော်တို့ဒီ plus one မှာအဓိကတုံးတဲ့ weapon mere copper ဆိုတဲ့ဓာတ်ကပေါ့နော်အဲ့ဒီကအဲ့ဒီကအဲ့ဒီ essence ကိုပေါ့နော် သူဘလို့လို့လဲကျွန်တော်မသိဘူးဒါပေမဲ့ the fourth visage ကနေပြီးတော့ကြိုပြီးတော့ယူထားလိုက်တာဆိုတော့အခုပြန်ပေးပြီးတော့မီယာကောပါဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က the miracle အခုပြန်ပြီးတော့ကျုံလို့ရပြီဆိုပြီးတော့အဲ့လိုအဲ့လို miracle တကယ်ထိခိုက်စေနိုင်တဲ့ power ပေါ့နော်အဲ့ the miracle ရဲ့ access နဲ့ပဲ the miracle ရဲ့ power အနှစ်နဲ့ဆိုးလဲမယ်ဂေါကိုပြန်ပြီးတတ်လို့ရတယ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော် okay အဲ့ဒါနဲ့မှကျွန်တော်တို့ဆက်ပြီးတော့တွိုင်းနေခရစ်စန်တာကိုပြီးတော့ထပ်ပြီးခက်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 အနိုင်ယူရတယ်ကျွန်တော်တို့အဲ့ဒီ side quest လုပ်မယ်ဆိုလို့ချင်းအဲခရစ်စန်တာကနောက် phase တစ်ခုရှိတယ်ဗောနော် okay so the miracle ကသူ့ကို brain wash လုပ်ထားတယ်ဘာညာလဲကိုဖယ်ရှားနိုင်ငယ်ပြီခရစ်စန်တာ ကကိုယ့်ရဲ့ border ဖြစ်လာတယ်ဗောနော်ဆိုတော့အဲ့ကနေကျွန်တော်တို့ game အတိုင်းကျွန်တော်တို့ဒီပထမ default game line လုံးဆက်ရှိရဘာညာမညာလုပ်ပြီး boss ကိုတက် script ကိုတက်ပြောင်ကြီးဘော့ကိုတက်တက်ပြီးတော့ဒါမဲ့ဒီတစ်ခေါက်ကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဟို ထဲမှာရှိတာတဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ essence ပညာတဲ့အကြောင်းပေါ့နော်ဒီ highway ဆိုတဲ့ essence ကိုကျွန်တော်ခြင်နိုင်တဲ့အတွက်ကြောင့်ပလင်ကဒီတိုင်းမဲ့မနေဘဲနဲ့မိုးဝတ်တက်သွားတယ်မိုးဝတ်တက်သွားပြီးကျွန်တော်ဘာရောက်သွားလဲဆိုတော့ the land of endless procession ဆိုတဲ့နေရာကိုအဲရောက်သွားတယ်ပေါ့ the miracle ကြီး there the highway ဆိုတဲ့ကောင်းကြီးတီလျှောက်နေတဲ့ heaven အတုကောင်းငင်ပုံအတုဆိုတဲ့နေရာကိုကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်အဲ့မှာ ်စကရဘာဂျီနဲ့ပြန်ချဗျာအမှခရစ်စန်တာလည်းတနည်းနဲ့သူကလိုက်လာနိုင်တယ်ဘယ်လိုလိုက်လာလဲကျွန်တော်မသိဘူးဒါပေမဲ့သူတို့ကျွန်တော်တို့နှစ်ယောက်အပေါင်းပြီးတော့ပေါ့နော်စကရဘာတို့နှိမ်နေနိုင်ခဲ့ပြီ the highway ဆိုရင်နောက်ဆုံးကျွန်တော်တို့မန်ဂျင်းဆိုင်တွေ့ရတယ်ပေါ့သူကတော့ပြောတယ်မင်းတို့လုံးမပြစ်မှုကမင်းတို့ရဲ့ blessing ကမင်းတို့နှစ်ယောက်လုံးကို tower custodia တပီလုံးကနေမုံပြီးတော့ချိန်ဆခံရမယ်အဖြစ်ဖြစ်သွားမှာပေါ့နော်ဘာညာဘာညာပြောတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့အပါပဲပိတ်ဆက်ရပိတ်ဆက်ရပေါ့နော် custodia လူတွေအားလုံးကိုဒီလိုမျိုး tower အချုံအနှောင်းတွေကနေလွတ်မြောက်နိုင် မယ်ဆိုလို့ရှိရင်ပေါ့နော်လိုရမှာပဲဆိုပြီးတော့ the highways called america ကိုပဲအကောင်းကြီးပေးရတယ်သူတို့ကိုယ်တိုင်ဖန်တီးရတယ်သူ့ရဲ့ essence သူ့ရဲ့ power နဲ့ပဲနောက်ဆုံးတော့ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးချေမုန်းနိုင်ခဲ့တယ်ပေါ့နော် the highways ရဲ့တည်ဆုံမှုဘေးရွက်အဖြစ်နေတယ်ပေါ့နော်လင်းရောင်တွေထွက်လာအာမြင်ရပြီးတော့လုံးဝ blinding light ထွက်လာပြီးတော့ကျွန်တော်တို့က the father called the twisted one ကိုမြင်ရတယ်ပေါ့နော်ကျွန်တော်ကပြောခဲ့တဲ့အတိုင်းသူက custodia ပေါ်မှာ the highways ကပြခဲ့တယ်ပထမအုံဆုံး miracle ပဲ သူကလည်းကျွန်တော်တို့ရဲ့ပါးလေးကိုကိုင်ပြီးတော့ဟို carrots လို့ပြီးတော့ပျောက်ကွယ်သွားတာပေါ့ဆိုတော့ကျွန်တော်ဒီမှာယူဆရတာပါလဲဆိုတော့သူဒီပထမအဦးဆုံး America ဟုတ်တယ်ဒါပေမဲ့သူဒီပထမအဦးဆုံး the highway ဆိုတဲ့ဟာကြီးကတကယ်ဖျားအစားဝင်အစားတို့ယူပြီးတော့လိန်လိုက်တဲ့ပြောမှဆိုလို့ရှင်ဟို victim ပေါ့နော်လောက်ခံရတဲ့လူပေါ့နော်နင်းနာခံရတဲ့လူပေါ့နော်ဆိုတော့ကျွန်တော်အဲ့လိုကျွန်တော်တို့အဲ့လိုမျိုးပါသားပြန်တယ်ဗျာအဲ့ဒီ scene ပေါ့နော် Okay anyway အဲ့ဒါဖြစ်လဲဖြစ်သွားပြီးတော့ကျွန်တော်တို့ရဲ့အရန်အားကိုရတဲ့ဒါမေယာကော်ပါလဲစတင်ပျောက်ကွယ်သွားတယ်ပေါ့နော် အဲ့ဒီအချိန်မှာကျွန်တော်တိလိုက်တယ်ဘာလဲဆိုတော့ the high was မရှိတော့သူ့ရဲ့ power တွေသူဖန်တီးတာဘာညာတယ်ကောင်းကြီးပြရတာအကုန်ပြောက်ွယ်သွားမယ်ကျွန်တော်ရဲ့အသက်အပါဝင်ကျွန်တော်ခဏခဏပြင်ပြီးအသက်ရှင်လာတယ်ဆိုတာကမှန်လို့ချင်းတည်နေပြီခဏခဏတည်နေပြီဒါပေမဲ့အဲ့ဒီကောင်းကြီးကြောင့်ပြန်ပြီးတော့အသက်ဝင်လာတာဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ဟိုအဲ့ကောင်းကြီးမရှိလည်းမရှိကျွန်တော်လည်းတည်ဆုံးနေမှာဆိုတော့ကျွန်တော်တို့နောက်ဆုံးအနားယူသွားတော့ဗျခရစ်စတန်ဒါကကျွန်တော်တို့ရဲ့ဒီရုပ်လောင်းကိုတည်ပြီးတော့ ဟိုဘာကဒနာဘာမှမရှိဘဲနဲ့ပေါ့နော်ဟိုဘသူမှဟိုမတိကြတဲ့နေရာတစ်ခုမှာပဲအဲ့မှာပဲပြောမှဆိုလို့ချင်းဘာမှနာမည်မတက်ထားတဲ့ account ထဲမှာထည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့အဲအနာယူခဲ့တာကျွန်တော်တို့ we are late to rest ပေါ့နော်အနည်းဆုံးတော့ကျွန်တော်တို့ဒီ custodia ရဲ့ video getting nine live ပြီးပေါ့ဗျာလို့တော့ထင်ခဲ့တာပေါ့နော်